ားလုံးမင်္ဂလာပါစိတ်အီချမ်းသာခြင်းကုချမ်းမာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေဒီနေ့ထိုင်းရွှေဈေးကအတက်အကျကတရလုံးတိုင်းနာအနေနဲ့18ကျင်းဒီဒီရှိပါတယ်ညနေမှာတော့300အတက်နဲ့ဈေးပိတ်တော့ပါတယ်ဒီနေ့က16ရက်နေ့9လပိုင်း2020နဲ့9ခုနဲ့ညနေပိုင်းထိုင်းရွှေဈေးကတော့300တက်ပါတယ်96.5ရာယီလို့ရှိတဲ့ထိုင်းရွှေခဲဈေးဆိုင်ကရောင်းနေဈေးက9450ဆိုင်ကလက်ခံတဲ့ဈေးက9350 လဝိယန္တရဈေးနှုန်းတွေကတော့ဆိုင်ကရောင်းတဲ့ဈေးက9250ဆိုင်ကလက်ခံတဲ့ဈေးက4436တသမာခွင့်6နဲ့ပေါက်ဈေးရှိပါတယ်။အဘရွှေတအောင်စားဒေါ်လာ3206နဲ့တိုင်းရွှေဈေးကိုတွက်ထားပါတယ်။ဒေါ်လာကိုတိုင်းမှန်ငွေ33တသမာ26နဲ့တိုင်းရွှေဈေးကိုတွက်ထားပါတယ်။66တသမာ500ခန့်ရှိတဲ့တိုင်းရွှေခဲကဘန်ကောက်ထဲမှာလက်က200ရှိပါတယ်။လက်ကဘီအစီတိုင်းရွှေခဲတစ်ပတ်သားကို9650ဈေးနဲ့ပေါက်ဈေးရှိနေပါတယ်။ဆိုင်ကလက်ခံတဲ့ဈေးကတော့ရာခိုင်နှုန်းပြန်မပြတ်ပဲဆိုင်က9350ဈေးနဲ့ပြန်ပြီးတော့လက်ခံပါပါ။ လဝယနာလက်ခါတွေကတော့ဘန်ကောက်ထဲမှာတပတ်သားကိုတစ်ထောင်ကနေတစ်ထောင်ထိရှိနိုင်ပါတယ်။မိမိဝယ်တဲ့ထဲပေါ်မှာမူတည်လို့ရောင်းနေဆိုင်ပေါ်မှာမူတည်ပြီးတော့လက်ခါစည်းတော့ငါပြောင်းလဲမှုရှိနိုင်ပါတယ်။ထိုင်းရွှေလက်ဝယ်ယရနာတပတ်သားကိုဒီနေ့ပြန်ရောင်းမယ်ဆိုရင်ဆိုင်က900ခန်းလုံးဖြတ်ပြီးတဲ့ပြင်4800ကျော်စင်းနဲ့ပြန်ပြီးတော့လက်ခံနိုင်ပါတယ်။ထိုင်းရွှေကလက်ရှိမှာလည်းအတက်ဈေးနဲ့ပဲရှိနေပါသေးတယ်။ထိုင်းရွှေကိုစိတ်ဝင်စားလို့ဝယ်စုတော့မယ်ဆိုရင်ရွှေအခဲကိုပဲဝယ်စုထားကြပါလို့ကျွန်တော်ကတော့ကြံပြုချင်ပါတယ်။ထိုင်းရွှေအခဲကလက်ဝယ်ယရနာနဲ့စားလို့ရှိရင်လက်ခါစည်းတော့အများကြီးတက်တာမှာဖြစ်ပါတယ်။ ပြန်ရောက်တဲ့အခါမှာလဲဆိုင်ကအရာကိန်းတို့ပြန်မပြတ်ပဲပေါက်ဈေးတိုင်းပြန်ပြီးတော့ဝယ်မှာဖြစ်ပါတယ်။လက်ဝယ်ရနာကတော့ရွှေအခဲနဲ့စားလို့ရှိရင်လက်ကပိုပြီးတော့ဈေးများပါတယ်။ပြန်ရောက်တဲ့အခါမှာလဲဆိုင်က900ကိန်းတို့ဖြတ်အောင်မှာဖြစ်ပါတယ်။ဒိုင်းရွှေကိုစိတ်ဝင်စားလို့ဝယ်စုရင်တဲ့သူတွေအတွက်လက်ခဈေးတက်တာတဲ့ဆိုင်ကိုကျွန်တော်လမ်းညွှန်ပေးပါမယ်။ဘန်ကောက်ထဲမှာဆိုရင်စီနက်ကလင်စီကစခွဲမှာတွားပြီးတော့ဝယ်လို့ရပါတယ်။တပတ်သားကိုလက်ခ205ပတ်သားတွေဝယ်မယ်ဆိုရင်လက်ကအကုန်ကျမရှိပါဘူး။ဒီနေ့ဒိုင်းရွှေအခဲတပတ်သားကိုမြန်မာကျပ်ငွေနဲ့တွယ်မယ်ဆိုရင်68,900ကျော်လောက်ဒီဈေးနှုန်းရှိပါတယ်။ဒိုင်းရွှေလက်ဝယ်ရနာ တ်ပတ်သားကိုမြန်မာချက်ငွေနဲ့တွက်မယ်ဆိုရင်68,300 9,000ကျော်လောက်ထိဈေးနှုန်းရှိပါတယ်ကျွန်တော်တွက်ပြထားတဲ့ဈေးနှုန်းတွေကလက်ခမပါသေးပါဘူးလက်ခကိုတွက်မယ်ဆိုရင်တိတယ်ပို့ပြီးဈေးနှုန်းကပိုများနိုင်ပါတယ်ထိုင်းရွှေစင်းငွေစည်းတွေကိုအများအန်တင်ပေးပါတယ်ထိုင်းရွှေစင်းငွေစည်းတွေကိုသိချင်တယ်ဆိုရင်ကျွန်တော်ဗီဒီယိုလေးကို follow လုပ်လိုက်လို့ထားနိုင်ပါတယ်အားလုံးပဲစိတ်ချမ်းသာခြင်းကိုကြွယ်ပါခြင်းနဲ့ပြည့်စုံပြီးအနေရကင်းလို့ဘေးရှင်နိုင်ကြပါစေ